ဆိုင်ရတံမောက်တရားရေးကြည့်ရမလို့အိမ်မှာပဲချက်စားကျင်ကြတဲ့သူတွေအတွက်ရလာရှိပြီးတော့လွယ်ကူတဲ့တံမောက်ချန်နယ်လေးကိုဒီနေ့တော့မျှဝေပေးလိုက်ပါမယ်နော်။ဆက်ကြပါအောင်ရှင်။မြန်မာကျပ်90တာတုံပြပေးထားပါတယ်။ပြီးလို့ရှိရင်တော့နနွင်းမော်အချုံမော်စာလင်းငယ်ထည့်ပြီးတော့စိတ်ဝင်သွားအောင်တရားလေးနေပိုက်ပါမယ်။ ဒါမှမစလားတမင်းစာစုံနှစ်စုံထည့်ပြီးတော့စစ်သားတွေကိုစိတ်ဝင်စားအောင်နေလိုက်ပါမယ်။ထောဘက်စီတမင်းစာစုံနှစ်စုံထည့်ပါမယ်။ပြီးလို့ရှင်တော့ဒိန်ချင်ကိုပေါ့နော်ခွတ်တခွတ်အပြည့်ထည့်ပါမယ်။ချက်သားကိုဒင်းရင်နဲ့နှက်ထားတာမလို့အသားလည်းရမ်းကုန်ပြီးပါတယ်ချက်တာလည်းတင်တလောက်မခတ်ပဲနဲ့လွယ်လွယ်လေးနဲ့လောက်စားနိုင်ပါတယ်အခုဆိုလို့ရှိရင်တော့ချက်သားနှက်ထားတာကိုတနိုင်လောက်နှက်ပြီပေါ့နော် စစ်သားတွေနှစ်ထောင်ချီမှာပဲဒီလိုရေဦးစီးထဲမနှွေးမှုထဲစစ်တုံးလေးတွေကိုစီတက်ပါမယ်စစ်တုံးတွေရရွှေရောင်တန်းလာပြီဆိုလို့ရှိရင်တော့နောက်ထပ်ပကံတစ်ခုနဲ့ပေါ့နော်ခဏလောက်ဖိထားလိုက်ပါမယ်ရှင်အနှံ့လေးတွေပူမှုသားအောင်ပြည့်တော်တဲ့ရွယ်တိချက်ဖို့ခေါက်ကရဝိရတို့ကိုရောပြီးတော့စီတက်ပါမယ်ညင်သီးစိမ့်မုံနဲ့ငယ်ထဲမယ် တ်ထားတဲ့ချက်သားလေးတွေကိုထည့်ပြီးတော့စပြီးတော့ချက်ပါတော့မယ်။ချက်သွင်းကြော်လေးတွေကိုပုံပေါ်ကနေပြီးတော့ဖြူပေးလိုက်ပါမယ်။ရေနှင်းငယ်ထည့်ပါမယ်။ရေနှင်းငယ်ထည့်ပြီးရင်တော့အပေါ်ကနေအဖုံလေးအုပ်ထားလိုက်ပါမယ်ပေါ့နော်။အခုလိုလေးစီပြင်လာပြီဆိုလို့ရှိရင်တော့အပေါ်ကနေပြီးတော့နောက်ထပ်မကြက်သားတန်ပေါက်မဆလာလေးကိုထပ်ပြီးတော့ဖြူပေးလိုက်ပါမယ်။ဒါဆိုလို့ရှိရင်တော့ကြက်သားနှစ်လေးရရပါပြီရှင်။ ဓာတ်မုတ်ထမင်းချက်ဖို့အတွက်ရင်နွေးအိုးကိုတရင်ဆုံးကဲထားလိုက်ပါမယ်။စားနဲ့တကြားကိုထည့်ပါမယ်။စံဦးတော့ပေါ်စံမှုစံလေးကိုပဲအသုံးပြုပေးထားပါရစေ။ဆယ်မိနစ်လောက်ပြုံပြီးတော့ပေါ်ဆမ်းမစံလုံးတရားအခုလိုနေထိုင်ဖြစ်လာပြီဆိုလို့ရှိရင်တော့မိဘပေါ်ကနေပြီးတော့ချပြီးတော့စကားစကားနဲ့ခတ်ထည့်လိုက်မယ်ပေါ့နော် နအပူပေးထားလို့ပူနေတဲ့တဲဝဲကိုချက်သားအနစ်လေးတစ်ထည့်ပါမယ်။ခုနကရေစစ်ထားတဲ့မကြက်တကြက်သမင်းလေးကိုတစ်ထပ်ခင်းမယ်အပေါ်ကနေချက်သားလေးတစ်ထပ်ထပ်တင်မယ်ပေါ့နော်။သမင်းတစ်ထပ်နောက်ပြီးတော့ပြန်အုပ်ပေးပါမယ်။အပေါ်ကနေပြီးတော့ချက်သားလေးတွေတစ်ထပ်ပြန်ထည့်ပါမယ်။ လိမ့်မောရဖူကာလာလေးအရေးလေးတွေကိုအရင်နည်းနည်းပေါ့နော်အရေးနဲ့ယူပြီးတော့ဆန်းလိုက်ပါမယ်အပေါ်ကနေဒီဝစီလေးတွေကိုပြုတ်လိုက်ပါမယ်တမုန်လေးကျလာပြီဆိုလို့ရှိရင်တော့အိုးလေးဖုံးလေးကိုဖွင့်ပြီးတော့ရေလိုက်ပါမယ် စက်သားရောထမင်းလုံးတွေရောပေါ့နော်ကော့ပြန်ပြီးတော့ဆင်းနေပြီဆိုလို့ရှိရင်တော့ရပါပြီရှင်။ဒါဆိုရှင်တော့လင်မန်းလေးကိုထမ်းပေါင်းလေးတွေကိုအစီအစီထည့်လိုက်ပါမယ်။နောက်ဆုံးမှာတော့ရန်ရတာရှိပြီးတော့အနံလေးရလဲရန်ဟုတ်ရစက်သားတမလို့တပွဲရောရရှိသွားပြီဖြစ်ပါလေ။တ िश ူပေးကြတယောက်ချင်းစစ်ကောတော့ကျေးဇူးတင်ပါရှင်။